ပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ April 26ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နံကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ CEO ဆူရဲ့လူသက်ရန်တရားပိုအားကောင်းလာအောင်အာဆီယံကူညီနေရလို့ပြောတဲ့သတင်းမြန်မာကိုပို့မယ်ဆိုတဲ့လက်နက်တွေကိုဘန်ကောက်ကကွမ်တိုတခုမှာထိုင်းအန္တပိုင်းတွေတင်စီလိုက်တဲ့သတင်းလေအေးလင်နွေတွစ်ဆုံမှုတွေကြောင့်မန္တလေးအပါအဝင်မြန်မာနိုင်ငံအနှံ့အချင်းခါမဟုတ်မိုးရွာနိုင်တဲ့သတင်း ငလီယံတွဲရထားတဲ့အလှူငယ်တွေကိုစတင်အသုံးပြုနေပြီလို့ဒုစစ်ကောင်ဆောင်ပြောတဲ့သတင်းကမ်မရစ်ကန်ကို PDF တင်ပိုက်ခဲ့ပြီးတက်ကြတူဖမ်းမိတဲ့သတင်းကက်ရှမီးယားဒေသမှာပါကစ္စတန်တပ်တွေကဒုတိယမြောက်ညဆက်လက်ပစ်ခတ်တယ်လို့အိန္ဒိယပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်အုပ်စုရဲ့လူသက်ရန်တရားပိုအားကောင်းလာအောင်အာဆီယံကူညီနေတယ်လို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဆီယံအကြံဖတ်မှုတံမြန်တိုက်ဖက်လုပ်ငန်းအဖွဲ့မှာမြန်မာစစ်အုပ်စုကိုပါဝင်ခွင့်ပေးတာဟာလူသက်ရန်နေရာပိုအားကောင်းလာအောင်ကူညီနေရဖြစ်တယ်လို့ Defense Myanmar Democracy ကဝေဖန်လိုက်ပါတယ်။အာဆီယံအကြံဖတ်မှုတံမြန်တိုက်ဖက်လုပ်ငန်းအဖွဲ့ ADMM မှာစစ်အုပ်စုပါဝင်ခွင့်ရခဲ့ရာကြောင့်ဒေသဆိုင်ရာစစ်ဘက်နေပြူဟာတွေကိုလက်လံမိန်ဆမှုအကြံဖတ်တိုက်ဖက်ရင်နဲ့ Cyber ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေကနေတင်ယူလေ့လာနိုင်မှု ရရှိလာတဲ့သတင်းအချက်အလက်တွေပေါ်အခြေခံပြီးစစ်အုပ်စုရဲ့အကြမ်းဖက်နေတွေကို အစင်မြင့်တင်လာမှုတွေဖြစ်လာနိုင်တယ်လို့ Defense Myanmar Democracy ကဆိုပါတယ်။အာဆီယံဟာရာဇဝတ်သားစစ်အုပ်စုကိုတန်တမန်ရေးရနေရာပင်းုံတင်မကပဲရာဇဝတ်ကောင်တွေထိထိရောက်လူတက်နိုင်အောင်လက်နက်ကိရိယာပါတက်ဆင်ပင်းနေရဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်ဖို့လိုရလို့လည်းပြောပါတယ်။စစ်အုပ်စုကို ADMM တက်ရောက်ခွင့်မပေးဖို့အပြင် စစ်ရဇဝဲကောင်နေတဲ့စစ်ဘက်ဆိုင်ရာညှိနှိုင်းမှုတွေကိုရပ်တန့်ဖို့လဲ Defense မြန်မာဒီမိုကရေစီကတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်မှုတံမြန်တိုက်ဖြစ်ရေးအစီအစဉ်တွေထက်မြန်မာစစ်တပ်ကိုဖိတ်ခေါ်ခဲ့ရဟာစစ်ရဇဝဲမှုတွေမှာအာဆီယံအဖွဲ့ကကြံရပါမှုကိုပုံမနဲ့ဆိုင်စေအောင်တမကမလေးရှားနိုင်ငံကထုတ်ပေါ်ပြောကြားထားတဲ့ကတိကဝတ်တွေကိုပါထိခိုက်စေနိုင်တယ်လို့ Justice for Myanmar က April 23ရက်မှာထုတ်ပြန်ထားပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့မြန်မာကိုပို့မယ်ဆိုတဲ့လက်နက်တွေကိုဘန်ကောက်ကကွန်တိုတခုမှာထိုင်းအနာပိုင်းနဲ့တင်စီလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့လက်ရှိခရိုင်ထုံးဆုံဟုံမြို့နယ်ရှင်ဝက်ထနာဆက်နလန်းတွယ်နှစ်ကကွန်ဒိုမီနီယံအခန်းတစ်ခုမှာစစ်လက်နက်တွေတိုးဝှက်ထားတယ်ဆိုတဲ့သတင်းအရထုံးဆုံဟုံရဲစခန်းကစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနှင်းရှာဖွေတဲ့အခါတပ်တေခံပစ်စီအမြောက်အများကို တင်စီရမိခဲ့လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရအဲ့ဒီအခန်းမှာနေထိုင်သူဟာဧပြီလ၁၂ရက်ကစလို့အခန်းကထွက်သွားပြီးပြန်မလာသေးဘူးလို့အဲ့ဒီကွန်ဒိုအဆောက်အုံရဲ့တာဝန်ရှိသူတူကဆိုပါတယ်။အခုဖန်စီရမိမှုဟာဧပြီလ၂၃ရက်ကရှင်းမှန်ခရင်ဖူပင်ရာစနီဝေရစ်ခန်ရဲ့ရဲအရာရှိတွေကမေဟောင်ဆောင်ခရင်မှာဆလနဲ့တေလက်ဝယ်ထားရှိတဲ့အမျိုးသားနှစ်ဦးကိုဖမ်းမိခဲ့တဲ့နောက်ဆက်တွဲအမုံဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအမျိုးသားနှုတ်ဦးကရှင်းမှန်ခရိုင်ရှမ်ဖူးအိတ်ရက်ကွက်ကတနက်တွေကိုမင်းဟောင်းဆောင်ခရိုင်ကတိုင်းရတဲ့လက်နက်ကင်တက်ဖွဲ့ထင်ပို့ဆောင်ဖို့ငှားရင်ခံခဲ့ရတယ်လို့ဝန်ခံခဲ့ပါတယ်။အခုလက်နက်တွေကိုလည်းကရင်အမျိုးသားစီယုံ KNU တိုင်းရတဲ့လက်နက်ကင်အဖွဲ့ထံပို့ဆောင်ဖို့ပြင်ဆင်နေရဖြစ်တယ်လို့ထိုင်းရေးတက်ဖွဲ့ကဆိုပါတယ်။တာဒီယာတရင်တပုတ်အနေနဲ့လေအေးလင်းတွေတစ်ဆုံမှုတွေကြောင့်မန္တလေးအပါအဝင်မြန်မာနိုင်ငံအနှံ့အချိန်ခါမဟုတ်မိုးရာနိုင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အနောက်ဘက်ကရွေ့လျားလာတဲ့လေပွေလှိုင်းအရှေ့ဘက်ကရွေ့လျားလာတဲ့လေပွေလှိုင်းတွေအပြင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ကလင်နွေးရည်နဲ့တရုတ်ပြည်မကြီးပေါ်ကလေဖိအားကြီးရပ်ဝန်းဒေသကရွေ့လျားလာတဲ့လေအေးတွဲဆုံမှုကြောင့်ဧပြီလ28ရက်ကနေမေလ3ရက်နေ့အထိ6ရက်ခန့်အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမန္တလေးမြို့ကငလျင်တန်းတင့်ဒေသတွေမှာ အမိုးအကာလိုအပ်ချက်တွေရှိနေပြီးမိုးရွာသွန်းမှုကြောင့်ငလျင်တန်းခံထားရတဲ့နေအိမ်တွေထပ်မံပျို့ကျလာမှာကိုစိုးရိမ်နေကြရလို့ငလျင်ဘေးတင့်ပြည်သူတွေကိုကူညီနေသူတူကပြောပါတယ်။2025ခုနှစ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့အင်အားပြင်းငလျင်ကြောင့်မန္တလေးကအိမ်ပျို့သွားသူတွေနဲ့ပြည့်စည်သွားတဲ့အိမ်တွေကိုပြန်လည်ပြုပြင်နေသူတွေဟာပြည့်စည်ရကိုအင်ရှင်းမှာပဲထုတ်ထားကြပြီးပြည့်စည်ရကာဘိုးနဲ့ လူနေထိုင်ဖို့အတွက်အမိုးအကာတွေလိုအပ်နေတယ်လို့သိရပါတယ်။မိုးစလာရဲ့ထုတ်ပြန်ချက်အရဧပြီလ28ရက်ကနေမေလ3ရက်အတွင်းမန္တလေးတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအီယဝရီတိုင်းတနင်္သာရီတိုင်းကရှင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကျဲကနေနေရာဆက်ဆက်မိုးထက်ချုံရွာပြီးဒေသတချို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင်မိုးလဝတ္တစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်းဧပြီလ28 29ရက်30ရက်တွေအတွင်းပဲခူးယုံမတစ်ချောက်ဝင်ရောက် လာနိုင်တဲ့မိုးတိမ်တွေကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိမိုးရွာနိုင်တယ်လို့မန္တလေးတိုင်းတောင်ပိုင်းမှာမိုးများနိုင်တယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလျင်အတွက်ရထားတဲ့အလှငွေတွေကိုစတင်အသုံးပြုနေပြီလို့ဒုစစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ28ရက်အင်အားပြင်းငလျင်အတွက်ဧပြီလ24ရက်နေ့အထိပြည်တွင်းပြပအလှုံငွေစုစုပေါင်းကျပ်3,356ဘီလီယံအမေရိကန်ဒေါ်လာ1.43တန်းကျော်လို့အပါဝင်ရရှိထားတဲ့ငလျင်အလှုံငွေကိုကုညင်ကစင်းနဲ့ပြန်လည်ထူထောင်ရေးတို့အတွက်စတင်အသုံးပြုနေပြီဖြစ်တယ်လို့စစ်ကောင်စီဒုကောင်ဆောင်စိုးဝင်းကပြောပါတယ်။ဒါ့အပြင် ကိုရီးယားဝမ်5တန်း၊အိန္ဒိယ UB 15တန်း၊ထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ1.3 3150တို့ကိုလည်းစစ်ကောင်စီရရှိထားပြီးအမျိုးသားတပွားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်ရင်းထက်ထည့်သွင်းထားတယ်လို့ဆိုပါတယ်။လက်တလောစစ်ကောင်ဆောင်မဲအောင်လန်ကစကိုင်းတိုင်းအတွက်ကျပ်60ဘီလီယံမန္တလေးတိုင်းအတွက်ကျပ်60ဘီလီယံနေပြည်တော်အတွက်10ဘီလီယံနဲ့ချမ်းပြည်နယ်အတွက်9ဘီလီယံပေးအပ်ထားတယ်လို့ဒုချုပ်စိုးဝင်းကပြောပါတယ်။ဒါပေမဲ့ငလျင်နဲ့အပြင်းထန်ဆုံးခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းကဒေသတွေမှာတော့ စစ်ကောင်စီရဲ့အထောက်ပံ့တစုံတရာမရရှိသေးပဲနိုင်ငံတကာအကူအညီတချို့ပဲရရှိထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမန္တလေးမြို့မှာတော့ငလျင်တန်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အုံတွေကိုဖျော်ချတာတွေဓာတ်ပေါ်ရီဖော်ထုတ်တာတွေကိုပြုလုပ်နေဆဲဖြစ်ပြီးပြည်နယ်ထူထောင်ရေးနဲ့ပတ်သက်ပြီးမစတင်နိုင်သေးဘူးလို့မြို့ခံတွေကပြောပါတယ်။ဆလဘီကမ္မရေစကန်ကို PDF တင်ပိုက်ခဲ့ပြီးတက်ကြတူဖမ်းမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ပကိုးတန်းကံမမြို့နယ်ကရေကန်စခန်းကို PDF တွေက April 25ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတိုက်ချက်တဦးကိုလည်းဖမ်းဆီးရမိခဲ့လို့သိရပါတယ်။ကံမမြို့နယ်တရက်ကံမပြေကားလမ်းမဘေးကပ္ပစ23နဲ့73မိုင်အကွာရေနံ့တာကျေးရွာကစခန်းမုံမြတ်တော်ဦးဆောင်တဲ့အင်အား16ဦးရှိတဲ့ရေကန်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရတတသားတွေကလက်နက်ရှောင်းအညံ့ခံမယ်လို့ပြောရတဲ့အတွက်တိုက်ခိုက်မှုရပ်နာထားချိန်စခန်းမုံနဲ့ရဲတွေက ထွက်ပြေးသွားကြတာဖြစ်တယ်လို့တရက်ခင်အမှတ်လေးတက်ရင်ကသတင်းထုတ်ပြန်ပါတယ်။ရစ်တပုတ်ဝင်တွေထွက်ပြေးသွားတဲ့အတွက်ရေကန်စကန်တဲကိုဝင်ရောက်ရှင်းလန်းချိန်ရစ်တကြက်တူကိုဖမ်းမိခဲ့ပြီး G3 တနက်တလက်ခြေပေါက်တစ်ခုခြေမျိုးစုံတထောင်ကျော်ကား၂စီးဆိုင်ကယ်၄စီးနဲ့ဆက်အသုံးဆောင်ပစ္စည်းတချို့တင်စီရမိခဲ့လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်ကရင်းနှီးတာရွာပတ်ဝန်းကျင်ကိုနေမင်းရှင်းလင်းလှုပ်ဆောင်ပြီးမင်းတို့ ငါမှန်ကိတ်ကနေလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေလည်းရှိခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမတ်လေးတက်ရင်ရဲ့တက်ခွဲတင်းနဲ့တက်ခွဲနှစ်တို့ပူပေါင်းဆင်တွေ့ခဲ့တာဖြစ်ပြီးပြည်ရဲ့ရေးပေါ်ရဲ့အထူးကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကက်ရှမီးယားဒေသမှာပါကစ္စတန်တပ်တွေကဒုတိယမြောက်ညဆက်လက်ပြက်ကန့်နေရလို့အိန္ဒိယပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီပခါဖြစ်ပေါ်နေတဲ့ကက်ရှမီးယားဒေသ26ကမီမီဒီယယ်စစ်ကန်တွေကိုပါကစ္စတန်စစ်တပ်ကဒုတိယမြောက်ညအဖြစ်ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့အိန္ဒိယစစ်တပ်ကစနေနေ့မှာပြောပါတယ်ပါကစ္စတန်တပ်တွေကအိန္ဒိယစစ်ကန်တွေကိုညလုံးပေါင်းပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပြီးဒီလိုဗျမ်းပဒါပြစ်ခတ်မှုတွေကိုအိန္ဒိယဘက်ကလည်းလက်နက်ငယ်တွေနဲ့တင့်တော်တလို့တုံ့ပြန်ခဲ့လို့အိန္ဒိယစစ်တပ်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုဖြစ်ပေါ်ခဲ့တဲ့ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ပါကစ္စတန်ဘက်ကတော့မှတ်ချပေးထားတာမျိုးမရှိသလိုအရင်တော့လည်းနှစ်ဖက်စလုံးကဟိမဝန္တာဒေသကက်ရှမီးယားနေဆက်မှာစတင်တိုက်ခိုက်မှုတွေရှိတယ်ဆိုပြီးအပြင်းလန်ဆွတ်ဆွေမှုတွေရှိခဲ့ဖို့ပါတယ်။ဧပြီလ22ရက်ကတနက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်ခရီးသွား26ရောက်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ကိုပါကစ္စတန်ကအပြစ်အမြောက်လုပ်ခဲ့တယ်လို့အိန္ဒိယကဆွတ်ဆွေခဲ့ပေမဲ့ပါကစ္စတန်ကတော့ဒီတိုက်ခိုက်မှုဟာကက်ရှမီးယားတော်လှန်ရေးတပ်ဖွဲ့လိုအမည်ပေးထားတဲ့ စစ်တွေကြောင့်အဖွဲ့ရဲ့တိုက်ခတ်မှုသာဖြစ်ပြီးပါကစ္စတန်နဲ့မသက်ဆိုင်တဲ့အကြောင်းညင်းဆိုထားပါတယ်။ဒီတိုက်ခတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့အိန္ဒိယကပါကစ္စတန်အတွက်အရေးကြီးတဲ့ရင်မြဝေသုံးဆွဲသဘောတူညီချက်ကိုဗုဒ္ဓဂူနဲ့မှရပ်နာလိုက်ပြီးပါကစ္စတန်နိုင်ငံသားတွေရဲ့ဗီဇာတွေကိုတနည်းနည်းနဲ့ကစပြီးပေဖြတ်မယ်လို့ကြေညာထားပါတယ်။ဒီကြေညာချက်အပေါ်ပါကစ္စတန်ကဒေါသတကြီးပြန်လဲတုံ့ပြန်တဲ့အနေနဲ့အိန္ဒိယနိုင်ငံသားတွေရဲ့ဗီဇာကိုပေဖြတ်တာတွေ ပါကစ္စတန်လေပိုင်နက်ကိုအိန္ဒိယပိုင်နက်အိန္ဒိယမှာလေပတ်နေတဲ့လေချောင်းလှိုင်းတွေဝင်ရောက်ခွင့်ပိတ်ပင်တာတွေအိန္ဒိယနဲ့ကုန်သွယ်ရေးလုပ်တာတွေကိုရပ်နာခဲ့ပါတယ်။အခုလောနှစ်နိုင်ငံကြားတင်းမာမှုနဲ့မြင့်တက်နေရာကိုအီရန်နိုင်ငံကဂျောင်းဝင်ဖြစ်ရှင်းပေးဖို့ကင်းလန်းခဲ့ပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နှစ်နိုင်ငံအကြားပြဿနာတွေကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ကိုယ်တိုင်ဖြစ်ရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ရတဲ့အကြောင်းပြောဆိုထားပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။